အားလုံးပဲမင်္ဂလာပါခင်ဗျာ2025ခုနှစ်ဇွန်လ13ရက်နေ့မှာ Israel က IAEA နျူကလ ියා နဲ့စစ်ရေးနေရာတွေကိုအကြီးအကျယ်ပုံကျဲတိုက်ခိုက်ခဲ့ပါတယ်ဒီစစ်စင်ရေးကို Rising Lion နိုးထလာတဲ့ခြင်သေးလို့ Israel ကနာမည်ပေးထားပါတယ် Israel က IAEA လူဝင်နျူကလ ියා အဆောက်အုံတည်နေရာတွေကိုတုတေသနလုပ်ပြီးရှာဖွေနေတာလာပေါင်းများစွာကြားပါပြီ Iran က၎င်းရဲ့နျူကလ ියා အဆောက်အုံတချို့ကိုမြေအောက်မှာဝတ်ထားပြီးကျန်တာတွေကိုမြေပြင်ပေါ်မှာထားရှိပါတယ်နေရာတစ်ခုစီက IAEA နျူကလ ියා စီစဉ်ရဲ့အစိတ်အပိုင်းဖြစ်ပါတယ် Iran က Sentry View လို့ခေါ်တဲ့ ဆက်တလက်တွေကိုအသုံးပြုပြီးရဲအနှင်းငယ်တွင်နျူကလ িয়ার ဘုံးထုတ်လုပ်နိုင်တော့မယ်လို့အစ္စရေးကယူဆခဲ့ပါတယ်။အခုအီရန်ရဲ့နျူကလ িয়ার အဆောက်အုံနေရာတွေကိုကြည့်အောင်ပါ။နံပါတ်၁ဖော်ဒိုဒီနျူကလ িয়ার အဆောက်အုံနေရာကိုတောင်ထဲမှာဝတ်ထားပါတယ်။၎င်းကိုယူရီနီယံတန်းစီယာမှာအသုံးပြုပြီးညီအောင်မှာထားရှိတာကြောင့်ဘုံးကျဲတိုက်ခိုက်လာရင်ဘေးအန္တရာယ်ကင်းရှင်းပါတယ်။နံပါတ်၂နာတန်စ်ဒါကလွန်ကြီးမားတဲ့နေရာဖြစ်ပါတယ်။၎င်းမှာယူရီနီယံတန်းစီယာနဲ့ဌာနနှစ်ခုရှိပြီးတခုကမြေအောက်မှာဖြစ်တာတခုကမြေပေါ်မှာဖြစ်ပါတယ် နံပါတ်3အစ္စဖာဟာဒါကအီရန်မှာအကြီးမားဆုံးနျူကလ িয়ার နည်းပညာစင်တာဖြစ်ပါတယ်အဲ့ဒီနေရာမှာယူရေနီယံကနေယူရေနီယံဓာတ်ငွေ့ကို ပြောင်းလဲပေးတဲ့စက်ရုံတွေရှိပါတယ်အဲ့ဒီဓာတ်ငွေ့ကိုယူရေနီယံတန်းစင်ဖို့အတွက်ဆက်တလက်တွေထဲမှာအသုံးပြုပါတယ်နံပါတ်4ကန်ဒက်အဲ့ဒီနေရာကိုအရင်က RL လို့ခေါ်ခဲ့ပါတယ်၎င်းမှာဒစိတပိုင်းတိဆောက်ထားတဲ့အနုပြုဓာတ်ပေါင်းကိုရှိပါတယ်၎င်းဓာတ်ပေါင်းမှုကရိုးရီမဟုတ်ပဲ heavy water လို့ခေါ်တဲ့အထူးပြုလုပ်ထားတဲ့ရေကိုအသုံးပြုပြီးနျူကလ িয়ার လက်နက်ထုတ်လို့ရင်းမှာအထောက်အကူပေးနိုင်ပါတယ် အခု UNIAN ကိုဘလို့တန့်စင်လဲလေးလာကြည့်အောင်ပါပထမဆုံး UNIAN တပ်ထူရိုင်းကိုမြေကြီးတွေကနေလွန်တွေဆက်တွေနဲ့တူးဖို့ယူရတယ်အဲ့ဒီနောက် UNIAN တပ်ထူရိုင်းကိုတည်တည်လေးတွေဖြစ်အောင်ကြိတ်ပြီး Hassar Fluoride လို့ခေါ်တဲ့ဓာတ်ငွေဖြစ်ကိုပြောင်းလဲလိုက်ပါတယ်အဲ့ဒီဓာတ်ငွေကို Centrifuge လို့ခေါ်တဲ့အထူးပြုလုပ်ထားတဲ့ဆက်သေးကိုထည့်လိုက်ပါတယ်ဆက်ကအလွန်လင်းမြန်းစွာလဲပါတယ်အစိမ်းအောင်ဆက်ကလေးတွေဖြစ်ပြတ်တဲ့ပိုပြီးလေးလံတဲ့ယူရီနီယံ238ကဆက်ရဲ့အောက်ခြေမှာအနေထိုင်သွားပါလေ အပြာရောင်အဆက်လေးတွေဖြစ်ပြတ်သားတဲ့ပူပြီးပေါ်တဲ့ UNIAN 239ကဆက်ရဲ့အထက်ပိုင်းကိုရွေလျားသွားပါတယ်။၎င်း UNIAN ကိုနျူကလ িয়ার စွမ်းအင်နဲ့လက်နက်တွေမှအသုံးပြုပါတယ်။တဘာဝ UNIAN မှာ3.8ရာခိုင်နှုန်း UNIAN 239ပါဝင်ပါတယ်။နျူကလ িয়ার တပောင်းကိုလည်ပတ်ဖို့ဆိုရင် UNIAN 239 900ရာခိုင်နှုန်းလောက်တန့်စင်ဖို့လိုအပ်ပါတယ်။ EU နျူကလ িয়ার လက်နက်ပိုင်ဆိုင်မှာကိုတားဆီးဖို့အတွက်အစ္စရေးကမနေ့3နိုင်ခွဲမှာတိုက်လင်ရဲ့အစီး200ဆီလုလိုက်ပါတယ်။ အစ္စရေးကအီရန်နျူကလ িয়ার နဲ့စစ်ဖက်အဆောက်အအုံတွေကိုဘုံလုံး330ကျော်ကျဲချခဲ့ပါတယ်။ဒါဟာအီရန်နျူကလ িয়ার စီစဉ်ကိုရပ်တန့်ဖို့အစ္စရေးပြုလုပ်ခဲ့သမျှလေကြောင်းစစ်စင်ရေးတွေထဲမှာအကြီးမားဆုံးဖြစ်ပါတယ်။ပထမဦးစွာကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ခင်ဗျာ။ဒါအပြင်ကျွန်တော်တို့ရဲ့ content တွေကိုဆက်လက်ကြည့်ရှုနိုင်ဖို့ like လေးလေးပေးသွားကြပါဦးခင်ဗျာ။လေကြောင်းတိုက်ခိုက်မှုမှာအစ္စရေးအဓိကအာရုံစိုက်ခဲ့တာကအီရန်ရဲ့ယူရေနီယံတန်းစင်စက်ရုံတွေနဲ့ဒုံးကျည်ထုတ်လို့ရအဆောက်အအုံတွေဖြစ်ပါတယ်။ အစ္စရေးတိုက်လေယာဉ်တွေပြန်တန်းတဲ့လမ်းကြောင်းကဓာတ်ရိုက်ဖြစ်မယ်ဆိုရင်တော့ဒီစစ်စင်ရေးမှာရှုပ်ထွေးတဲ့အစီအစဉ်တွေပါဝင်နေပါတယ်။အစ္စရေးလီဒါကဝင်းအလဲမှာစီဖြစ်ဖို့အတွက်စဉ်းစားတွက်ချက်ရပါမယ်။ဂျော်ဒန်၊ဆီးရီးယားနဲ့အီရန်နိုင်ငံတွေကိုဖျက်ပြီးပြန်တန်းရမယ့်လမ်းကြောင်းကိုတေချာစဉ်းစားတွက်ချက်ရမှာဖြစ်ပြီးအစ္စရေးတိုက်လေယာဉ်တွေဘေးအန္တရာယ်ကင်းခင်းနဲ့ပြန်လာနိုင်အောင်ဆီးရီးယားနဲ့အီရတ်ကလေကြောင်းကာကွယ်စနစ်တွေထောင်လန်းလို့မရအောင်လှုပ်ဆောင်ထားရမှာဖြစ်ပါတယ်။အစ္စရေးရဲ့တိုက်ခိုက်မှုမှာဗျူဟာမှာလိုင်း၃လိုင်းနဲ့လှုပ်ရှားခဲ့ပါတယ်။ပထမလိုင်းမှာအီရန်ရဲ့တီရန် အီလန်နဲ့ကွမ်တိုလိုမျိုးတွေမှာရှိတဲ့ဒုံးကျစ်ပစ်လောင်းချတွေရေဒါဌာနတွေနဲ့မိန်ဘေးကုကဲစင်တာတို့လိုလေကြောင်းကာဝေးစနစ်တွေကိုဖျက်ဆီးပစ်ခဲ့ပါတယ်ဒုတိယလိုင်းမှာအီရန်ရဲ့ပက်ထိန်ဒုံးကျစ်တွေကိုဖျက်ဆီးခဲ့ပြီးတတိယလိုင်းမှာအီရန်ရဲ့စစ်ဖက်အဆောက်အုံတွေနဲ့လက်နက်ထုတ်လို့ရနေရာတွေကိုပိတ်မတ်ထားတိုက်ခိုက်ခဲ့ပါတယ်အစ္စရေးကအီရန်နိုင်ငံတွင်းပိုက်ထိပြန်တမ်းပြီးထူထဲတဲ့လေကြောင်းကာဝေးစနစ်ကိုရှောင်ရှားဖို့အတွက် ROH ဒုံးကျစ်တွေအသုံးပြုခဲ့ပါတယ်ဒီဒုံးကျစ်တွေကတာဝေးပစ်ဒုံးကျစ်တွေဖြစ်ပြီးပိတ်မတ်တွေကိုအဝေးကြီးကပိတ်ခတ်နိုင်ပါတယ် ။ Israel တိုက်လေယာဉ်တွေကအဲ့ဒီဒုံးကြီးကိုအသုံးပြုပြီးအဝေးကြီးကနေပြတ်မှတ်အထိကျကိုပြစ်ခတ်နိုင်ခဲ့ပါတယ်။ Iran ရဲ့ဘာဘာ3-4ချောင်းကာဝေးစနစ်ကထင်ထားတာထက်ပိုအလုပ်ဖြစ်ခဲ့ပါတယ်။ဒီစနစ်မှာ CF4 ဒုံးကြီးကိုအသုံးပြုထားပြီးရန်သူလေယာဉ်သို့မဟုတ်ရန်သူရဲ့တာလက်ကနေတာဝေးပြစ်ဒုံးကြီးတွေကိုရေဒါအများပြားနဲ့ထောက်လန်းရှာဖွေပြီးပြစ်ချပါတယ်။မရဂျေ4လို့ခေါ်တဲ့ရေဒါတစ်ခုကပြင်းမှတ်နေရာကိုတစ်ချိန်တည်းမှာခြေရာခံနိုင်ပြီး450ကီလိုမီတာအကွာအဝေးထိထောက်လန်းနိုင်ပါတယ် ဒီစစ်စင်ရေးမှာအစ္စရေးတုံးပြခဲ့တဲ့လေရင်နဲ့လက်နက်တွေကိုကြည့်အောင်မှာအစ္စရေးလီဒါကခြေလုံးလက်လုံရှိပြီးအစစ်မြေနီးပညာနဲ့တိစောက်ထားတဲ့ F35 တိုက်လေယာဉ်တွေကိုအသုံးပြုခဲ့ပါတယ်။ဒီကြောင့်ကာဝေးအတွက် F50 တိုက်လေယာဉ်တွေကိုအသုံးပြုခဲ့ပြီးမြေပြင်ပစ်မှတ်တွေကိုတိုက်ခိုက်ဖို့အတွက် F50 တိုက်လေယာဉ်တွေကိုအသုံးပြုခဲ့ပါတယ်။၎င်းတိုက်လေယာဉ်တွေကအီယန်နိုင်ငံကိုရောက်ရှိဖို့အတွက်မိုင်းတထောင်ကျော်ပြန်တန်းခဲ့ပါတယ်။လေယာဉ်စီပြန်ဖြည့်ပေးတဲ့တိုင်ကြီးတွေကတိုက်လေယာဉ်တွေကိုစီဖြည့်ပေးခဲ့တာကြောင့်နေထဲမှာအချိန်ကြာကြီးနေနိုင်ခဲ့ပြီး ဘီယင်းနေကင်းရှင်းသွားပြန်လာနိုင်တာဖြစ်ပါတယ်။အစ္စရေးအုံပြုခဲ့တဲ့လက်နက်တွေကအတန်ထက်မြန်တဲ့တာဝေးပစ်ဒုံးကျည် Deep Blue Arrow နဲ့ရွေလျားနေတဲ့ပစ်မှတ်တွေကိုဘီယင်းနေကင်းရှင်းတဲ့အဝေးကနေပြစ်ခတ်နိုင်တဲ့ ROH အစစ်မြင်ဒုံးကျည်လို့ဖြစ်ပါတယ်။ ROH ဒုံးကျည်က GPS လမ်းညွှန်စနစ်ကိုအသုံးပြုထားပြီးပစ်မှတ်ကအန္တရာယ်ရှိတဲ့နေရာသို့မဟုတ်ဖြတ်ခဲတဲ့နေရာမှာရွေလျားနေရင်တောင်အတိအကျပြစ်ခတ်နိုင်ပါတယ်။အဲ့ဒီဒုံးကျည်တိုက်ခိုက်မှုရလဒ်ကတော့ EN ထိပ်တန်းစစ်ဘက်ခေါင်းဆောင်ဗိုလ်ချုပ်ကြီးဦးစိန်ဆာလာမီတိုက်ဆုံးခဲ့တာဖြစ်ပါတယ်။ ်နေကြောင်းတိုက်ခိုက်မှုအောင်မြင်ခဲ့ပေမဲ့အစ္စရေးရဲ့ဒုံးနဲ့ဒုံးကျည်တွေကိုအီရန်ရဲ့ဘာဘာ303နဲ့ F-3A တွေလေကြောင်းကာဝေးစနစ်တွေကကြားပြန်ဟန်တာတိုက်ခိုက်ခဲ့ပါတယ်အတူချုပ်ပြောရရင်အစ္စရေးကစစ်စင်ရေးကိုတေချာကယူဆိုင်စီစဉ်ခဲ့ပြီးအီရန်ရဲ့နျူကလ িয়ার နဲ့စစ်ရေးစွမ်းရည်တွေကိုချိနဲ့အောင်လုပ်ဖို့အတွက်အစ်စ်မြင့်နီးပညာနဲ့လက်နက်တွေကိုအသုံးပြုပြီးအစစ်စင်တိုက်ခိုက်ခဲ့ပါတယ်တစ်ချိန်တည်းမှာအီရန်ရဲ့ထင်ထားတာထက်ပိုကောင်းတဲ့အီရန်လေကြောင်းကာဝေးစနစ်ကိုလည်းရင်ဆိုင်ခဲ့ရပါတယ်အစ္စရေးလေကြောင်းစစ်စင်ရေးရဲ့ပထမလိုင်းမှာအီရန်ရဲ့အဓိကကြားတဲ့စောပိုင်းသတိပေးချက်စနစ်နဲ့ တံပြန်တိုက်ခိုက်နိုင်မှုစွမ်းရည်တွေကိုရိုက်ချိုးဖို့ရည်ရွယ်ပြီး EN လီချောင်းကာဝေးစနစ်တွေကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုတွေကြောင့် EN ရဲ့ထောင်လိုင်းစွမ်းရည်တွေဝင်ရောက်လာတဲ့လီချောင်းချိတ်ချောက်မှုတွေကိုတုံ့ပြန်နိုင်မဲ့စွမ်းရည်တွေရောကျသွားပါတယ်။ဒုတိယလိုင်းမှာ EN ရဲ့ဒုံးကျည်အခြေခံအဆောက်အုံတွေကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။ရွေချက်က EN ရဲ့ပယ်ထိန်ဒုံးကျည်တွေနဲ့တန်ထက်မြန်တဲ့ဒုံးကျည်အဆောက်အုံနေရာတွေကိုဖျက်ဆီးပစ်ဖို့ဖြစ်ပါတယ်။တဟီယန်မြို့အပြင်ကပါချင်စစ်တပ်ဝင်းနီးမှာရှိတဲ့လုံချိုကြီးတင်းကျပ်တဲ့နေရာတစ်ခုပါဝင် ။အီရန်ရဲ့ဒုံးကျည်ခြေစိုက်စခန်း၃ခုထက်မနည်းတိုက်ခိုက်ခံခဲ့ရပါတယ်။အစ္စရေးရဲ့ဒရုန်းတချို့ကြားပြတ်တိုက်ခိုက်ခံခဲ့ရပေမဲ့ဒရုန်းတွေကအီရန်ကာကွယ်ရေးစနစ်ကိုအောင်မြင်စွာထိုးပေါက်ပြီးပြစ်မှတ်တွေကိုထိအောင်တိုက်ခိုက်နိုင်ခဲ့ပါတယ်။အီရန်ကဒုံးကျည်တွေနဲ့လက်တုံပြန်တိုက်ခိုက်လာရင်အစ္စရေးကကာကွယ်ဖို့အတွက်ဒီတိုက်ခိုက်မှုတွေကိုစီစဉ်ထားခဲ့ပါတယ်။တတိယလိုင်းမှာအီရန်ရဲ့စစ်ဘက်ထောက်ပံ့ပို့ဆောင်ရေးနဲ့ထုတ်လုပ်ရေးအဆောက်အုံတွေကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။ပြစ်မှတ်တွေထဲမှာကာရီစတန်လျာဒုံးကျည်ထုတ်လုပ်ရေးစင်တာတစ်ခုဖြစ်တဲ့အာဆန်ခန်းရဲတိုက် SCPA လေတဲ့ထောက်ပံ့ပို့ဆောင်ရေးစင်တာနဲ့ Iman Ali Sitan လျားတို့ပါဝင်ပါတယ်။ရည်ဝဲချက်ကထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းနဲ့အမိတ်ကိုကဲတိဆောက်ပုံကိုဖျက်ဆီးပစ်ဖို့နဲ့ EN ဒုံးကြီးထုတ်လို့ရစက်မလုံးနိုင်အောင်ရပ်တန့်မှုဖြစ်ပါတယ်။ Israel ကအနေရရှိတဲ့ Father Tin နဲ့ Father Nit တို့လိုအစစ်မြင့်ဒုံးကြီးစနစ်တွေကိုဦးစားပေးတိုက်ခိုက်ဖျက်ဆီးခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့၎င်းဒုံးကြီးတွေကကမ္ဘာလေတုကိုဖောက်ထွက်သွားနိုင်လောက်တဲ့အထိငြင်းဆန်တာကြောင့်ဖြစ်ပါတယ်။ Israel ရဲ့ Iron Dome ၄ချောင်းကောက်ဝဲစနစ်အပါအဝင် ခင်မီကာဝေးစနစ်တွေကပြစ်ချရင်ရှောင်တိန်နိုင်အောင်၎င်းတုံးကြီးတွေကိုစီမံထားပါတယ်။၎င်းတုံးကြီးတွေကသူ့စီပြစ်လိုက်တဲ့ဒုံးကြီးတွေကိုလေထဲမှာဥတီယာပြောင်းပြီးရှောင်တိန်နိုင်ပါတယ်။နောက်ထပ်တံမိုးရှိတဲ့ပြစ်မှတ်ကရှာဟက်3ဒုံးကြီးဖြစ်ပြီး၎င်းတုံးကြီးက EN ရဲ့တာလက်ပြစ်ဒုံးကြီးတက်ခွင့်မှာအဓိကကျပါတယ်။၎င်းတုံးကြီးက EN ဒုံးကြီးထိုးစစ်မှာအဓိကကျတဲ့လက်နက်တစ်ခုဖြစ်ပါတယ်။ရန်သူရဲ့လေကြောင်းပိုင်နယ်ထဲကိုမဝင်ဘဲတိုက်ခိုက်မှုတွေကိုအခုလိုတီးကြလုံနိုင်မှုအတွက်အစ္စရေးကလော်ရာတာဝိပစ်ပဲထင်းဒုံးကြီးတွေကိုအသုံးပြုခဲ့ပါတယ်။ ဒီဒုံးကျည်တွေကတန်ထက်မြန်ပြီးကောင်းကင်ရံထက်မှာ90ဒီဂရီတောင်းတက်တဲ့လောက်မှာနေနိုင်တာကြောင့်၎င်းတို့ကိုရက်တန့်ဖို့ခက်ပါတယ်လော်ရာဒုံးကျည်တွေကိုပြင့်မှတ်အတိအကျဖို့တိုက်ခိုက်ဖို့အတွက်တိစောက်ထားတာဖြစ်ပါတယ် GPS နဲ့လမ်းညွှန်နဲ့အင်နာရှာဂုံတက်တွေကိုအခြေခံပြီးပြန်တန်းနိုင်တဲ့လော်ရာဒုံးကျည်တွေဟာဂျမ်းမီစနစ်ကိုခုခံနိုင်ပြီးမာကြောတဲ့ပြင့်မှတ်တွေကိုထိုးပေါက်နိုင်ကတစ်ချက်တည်းနဲ့အဓိကကျတဲ့ပြင့်မှတ်တွေကိုချိန်မုံပစ်နိုင်ပါတယ်အစ္စရေးရဲ့တိုက်ခိုက်မှုကိုတုံ့ပြန်ဖို့အတွက်အီရန်လီတက်ကတက်တန်းရှိကြပြီဖြစ်တဲ့အမေရိကန်လုတ်တိုက်လေယာဉ်အဟောင်းတွေကိုအဓိကအသုံးပြုခဲ့ပါတယ် အသုံးပြုတာနှစ်ပေါင်း64နှစ်ဝန်းကျင်ရှိပြီးဖြစ်တဲ့မေဂန်လုတ် F4 ဖန်တိုက်တိုက်လီရင်နဲ့ခမ်းမင်းကျေနှစ်ပေါင်း40ကြာပြီးဖြစ်တဲ့ F14 တွန်ကက်တိုက်လီရင်တွေဖြစ်ပါတယ်အဲ့ဒီတိုက်လီရင်နှစ်စီးလုံးကို EN နိုင်ငံမှာရှားပင်အုပ်ချုပ်တဲ့ကာလအတွင်း1999တော်လိုင်းရေးမတိုင်မီကဝယ်ယူခဲ့တာဖြစ်ပါတယ်ဒါအပြင်အီရန်ကရုရှားစီကနေ MiG-29 တိုက်လီရင်အစီး30လောက်ဝယ်ယူထားပါတယ်မူလကတော့ F15 လို့တိုက်လီရင်တွေကိုတံပြန်တိုက်ခိုက်ဖို့ဖြစ်ပါတယ်ဒီရင်လေကြောင်းကော်ဝေးမှာ F3 အတွက်ဒုံးကျည်စနစ်ပါဝင်ပြီး ရန်သူလေရင်တွေနဲ့ဒုံးကျည်တွေကို120ကီလိုမီတာအကွာဝေးမှာကြားပြတ်ပစ်ချနိုင်ပါတယ်။တချို့နေရာတွေမှာဆိုရင်၎င်းဒုံးကျည်ကပယ်ထိန်ဒုံးကျည်တွေလိုကောင်းကင်ရဲ့မြင်ကြီးကပြန်တန်းနိုင်ပြီးကီလိုမီတာ400အကွာဝေးကပြတ်မှတ်တွေကိုတိုက်ခိုက်နိုင်ပါတယ်။ Israel ရဲ့ဒရုန်းနဲ့ဒုံးကျည်တချို့ကို IAN လေကြောင်းကာဝေးကပစ်ချနိုင်ခဲ့တာကြောင့်အကြီးအကျယ်ထိခိုက်မပျက်စီးအောင်ကာဝေးနိုင်ခဲ့ပါတယ်။နောက်ဗီဒီယိုမှာပြန်ဆောင်ကြမယ်ခင်ဗျာ။